ွားရအောင်အဲ့ဒါမှဟိုနိုင်စင်မဲ့ဒီစီထားတဲ့လူတွေလည်းစိတ်ကြီးချမ်းသာတာနေရမှာဖြစ်ပြီးတော့ဟိုနော်ပွဲတော်ကြီးနေချက်နောက်ဆိုရင်နိုင်စင်မဲ့တွေဝင်မလာအောင်ဖြစ်ပြီးတော့လုပ်ကွာကျွန်တော်စနေကြည့်ပြဆိုင်ကယ်လိုက်စင်ဖမ်းမယ်ဆိုင်ကယ်အယောင်ဆိုင်တွေကြတော့ဘာမှမဖြစ်ဆိုင်ကယ်လိုက်စင်ဖမ်းမယ်ဆိုင်ကယ်လိုက်စင်မဲ့ဖမ်းမယ်ဒါမှမဟုတ်ဆိုင်ကယ်ရောက်လေဆိုင်ကယ်တော့ဟာအခုတော့ကျွန်တော်နိုင်ငံတွေဒုက္ခတော့ပေါ့ပြီးဒီဟာမနိုင်တော့ရှေ့ဟိုဘက်ကန်တီဟာအဲ့ဒါဘာဆောက်ကြည့်ဟမ်ငါမသိလို့မေးကြည့်တာတော့ဘောမတွေဝင်ကြည့်လို့ရတယ်အဲ့ဒါဘာဆောက်ကြည့် Hi Charami Babitu ni ko morma mya a long mai mingla ba news page channel ka ne pyo ma chou so lai ba de 2025 hone zola tai ni ye chou lo ni le pai video de bo rin ne di ni khin ma naw song cha de de u phya phya taw lan tin ngaw ni mya so shi da phit de twet video ko chan ne to sa song chi shu pe cha pho a long wo phai kho lai ba de chou lo a yu so ni ne kha tin lo ba tin to le le chi lai ya aw na ပထမအဆုံးသတင်းသဘောအနေနဲ့ကတော့ ဗီဒိုရီဆန္ဒကိုလက်နက်နဲ့အနိုင်ကျင့်တဲ့ဆက်အာနာရှင်တွေနားလည်နိုင်မဲ့ဘာသာစကားဖြစ်တဲ့လက်နက်ကင်လန်းစင်ကိုပြည်သူလူထုတက်လုံးကနေပြီးတော့မှရွေးချယ်ဆောင်ရွက်ခဲ့ရပြီးတော့မှနောက်တစ်ချိန်အာနာမသိရဲအောင်လက်နက်ကင်တပိုးဝင်ရချင်းဖြစ်တဲ့ဆိုပြီးတော့မှပြည်သူကကွေးတက်မတော့ PDF အမန်နစ်စစ်စင်ရဲ့နယ်မြေစစ်စင်ရေးမှုရဲဘော်တင်ဝန်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတရလုံးကငြင်းငြင်းချမ်းချမ်းနဲ့ဥပဒေအပေါင်းအတွင်းကကျွန်တော်တို့ရဲ့ဆန္ဒတွေကိုထုတ်ပေါ်တယ်ကျွန်တော်တို့ကတောင်းဆိုခဲ့တဲ့ငါကိုမြစ်ကွယ်ပြုတ်ခဲ့တဲ့လင်းနေနဲ့အနိုင်ကျင့်ခဲ့တဲ့လင်းနေနဲ့ဖိနှိပ်ခဲ့တဲ့ဒီအတွက် ပြီးသူတရလုံးကသူတို့နားလည်နိုင်မဲ့စကားပေါ့ကျွန်တော်တို့ကဓမ္မနဲ့ပြောတဲ့ဟာကိုသူတို့ကနားမလဲတော့သူတို့နားလည်နိုင်တဲ့စကားနဲ့ကျွန်တော်တို့ကပြန်ပြောရတာပေါ့ဒါကြောင့်ပြီးသူတရလုံးကလက်နဲ့ကင်ခဲကြတယ်ဆိုပြီးတော့မှရဲဘော်တင်ဦးကနေပြီးတော့မှဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒါပဲရှင်းတယ်နော်ကျွန်တော်တို့အခုဆိုရင် တော်လိုင်းရဲဘော်တွေနဲ့သူပြည်သူတွေတရလုံးကနေပြည်မှာစကောက်စီတက်ဖို့ဝင်နေတဲ့ Face Anderson စနေရဲ့လွှဲတွေကိုမခံမြဲနိုင်ဖြစ်ပြမှာခုဆိုရင်အပြေးတိုင်ချိုးချင်းတော့ဖို့ဝင်ဝင်ကြိုးစားနေကြတာပဲဖြစ်ပါတယ်မြေပြမှာဆိုတော့ကျွန်တော်တော်လိုင်းရဲဘော်တွေရဲ့အောင်ပွဲတွေဆိုရင်နေ့စဉ်နဲ့မြတ်ချားနေရတာဖြစ်ပြမှာစကောက်စီတက်ဖို့ဝင်ရဲ့အလံပြထောင်ပြမှာထူပြေးမှုတွေအရှင်ဖန်းခံရတယ်ပေါ့နော်ဖြစ်တွေလည်းကျွန်တော်အခုရဲ့ပိုင်ခတ်စစ်စစ်ချားနေရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ စကိုင်းတိုင်းကလေးမျိုးကနေချင်းပြည်တိတိမ်မြို့နယ်ဘက်ကလေးတိတိမ်လက်ကားလန်တိုင်းအင်အားလုံးရင်းနဲ့တက်လာတဲ့စေအိုစုကိုချင်းတော်လိုင်းတပ်တွေကနေပြီးတော့မှဂျက်ဖြတ်တိုက်ခိုက်ခဲ့လို့စေအိုစုအထိနာအတီများပြီးတော့မှရှေ့ဆက်မတော့နိုင်တဲ့ဘူးဆိုပြီးတော့မှကျွန်တော်တည့်တာဖြစ်ပါတယ်စကြောင်းဝင်ရှေ့ဆက်မတိုးနိုင်သေးပါဘူးကော်ဖီချမ်းအနဲ့တိုင်းကင်းတောင်ပဲမြောက်ဘက်ကနေတက်လာတယ်ကားတွေကတော့တစည်းပဲပါတော့တယ်ဆလေးစည်းကနောက်ပြန်ဆုပ်သွားတယ်တိုင်းကင်းတောင်ပဲမြောက်ဘက်တော့အခြေချင်းနဲ့လာတယ်ထွပြကြသူတွေများတယ်ဆလေးဦးလောက်ဖမ်းမိထားတယ်ချင်းတော်လိုင်းတက်ရရဲ့ပေးဆိုတိုက်ခိုက်တာခံရတဲ့စိုးဦးစု ရှေ့စစ်မတိုးနိုင်တော့ဘဲနဲ့ကားစလေးစီးရဆိုတော့နောက်ကျောင်းပြန်ဟောက်သွားပြီလို့ကျွန်တော်ထလောင်းတည်ရတာပဲဖြစ်ပါတယ်ဒါတော့ဗောနော်ကျွန်တော်ဒေတာဟန်သတိမြေကနေပြမပြောဆိုထားတာပြပြမကောင်စီတဖို့ဝင်တွေအခုဆိုရင်ဒီအင်အားလုံးရင်းနဲ့ကျွန်တော်ချင်းတောင်ဘောထိုးစစ်ဆင်တိုက်ခိုက်ဖို့လာပြမဲ့ကြဖြတ်တက်ခိုက်ခံရလို့အခုဆိုရင်ပြန်ပြီးတော့မှတက်ဟောက်သွားတာပဲဖြစ်ပါတယ်ကျွန်တော်ချင်းတော်လိုင်းတဖို့ဝင်တွေရဲ့မြို့သိမ်းတပွဲဆင်ရွဲ့မဲ့တရင်တွေချောင်းစစ်ကောင်စီတဖို့ဝင်တော်တော်များများကြောက်လန့်တုံလုံးနေကြတာပြီးတော့မှကျွန်တော်တို့ဒီနေ့ထဲမှာပဲချင်းပြည်နယ်ဆိုလူပြောင်းနိုင်မလားဆိုတော့ဆောင်ကြရမှာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့နေခင်းမိုက်မှာပထမဆုံးအနေနဲ့ကျွန်မကတော့ဆရာကိုရှယ်ရနေပြတော့မှာအခုဆိုရင်မြောက်လိုင်းကျွန်မဖို့ရွေးနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှာ NUG အနေနဲ့ပေါ့နော်ပြက်ပြက်တက်တက်နဲ့ကန်တွယ်တင့်နေပြီဆိုတဲ့ကြောင့်တော့နေပြီးတော့မှာပြောဆိုထားဖြစ်ပါတယ်သူဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်ရွေးကောက်ပွဲနဲ့ဖြစ်နေတဲ့တိုက်ပွဲတွေကိုဖြေရှင်းလို့မရဘူးဆိုတာအာဆီယံပြောပြီလေအဲ့ဒါကိုကျွန်တော်အရင်ပြောခဲ့တယ်လေမင်းတို့ရွေးကောက်ပွဲလုပ်ပြီးလုပ်လို့ ်မင်းတို့ကိုမနှစ်သက်လို့เนาะတရားမမျှတလို့တော်လှန်နေတဲ့သူတွေအားလုံးကလက်နဲ့လာအပ်မှာလားလို့ကျွန်တော်ပြောခဲ့တယ်လေမင်းတို့ဘာသာမလို့ရွေးကောက်ပွဲပဲလုပ်လို့ရာကောက်ပွဲပဲလုပ်လို့ကြိုက်ကြလို့ဖြစ်တဲ့ပြဿနာကရွရွရှင်းရှင်းလေးပါဗျာခမားတို့နှစ်ခုပဲစဉ်းစားလိုက်ပါ အစိုးရတရက်ကို ထည့်ထုတ်ပြီးတော့ငါတို့သာလျှင်အစိုးရဖြစ်တယ်လို့လောက်ကြမယ်ဆိုလျင်1ပထမအစိုးရကအာနာသိမ့်ပြီးတက်လာတာမဟုတ်ဘူးလေနံပါတ်2ဒုတိယလုံနေတဲ့မင်းအောင်လှိုင်ကအာနာသိမ့်ပြီးတော့ငါတို့သာလျှင်အစိုးရဖြစ်တယ်ဆိုတဲ့ဥစ္စာလုံနေတာလေအဲ့ဒီရှင်ပြိုင်မှုနှစ်ခုကြားထဲမှာ ငါတို့သာလေအမြဲတမ်းအစိုးရဖြစ်မယ်ဆိုပြီးတော့ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီးတော့ဖြစ်လာတာလေဒါပေမဲ့မင်းအောင်လိုက်စမှတ်တယ်လေဥဟန်တာမြင့်ကိုကျွန်တော်ဥဟန်တာမြင့် ਨੇ တွေ့ဘူးပါတယ်ဘုံမှုအောင်အိမ်မှာကျွန်တော်တွေ့ခဲ့ပါတယ်ကျွန်တော်ပြောခဲ့တယ်လေဟိုနေဖုံးလက်က PDF တွေထွက်သွားလဲစောက်ကူမဆိုင်ဘူးလို့ပြောခဲ့တယ် ဥစ္စာအပေါ်မှာကျွန်တော်ကအဲ့ဒါကိုပြောခဲ့တာပါဗျသူ့ရဲ့ရောက်ခမကြီး ਨੇ ဒီကောင်ကအဲ့ဒီအချိန်ကမူလာဒန်လာကိုဝန်ဆောင်ထားတဲ့အချိန်လားတော့ကျွန်တော်မသိဘူးကျွန်တော်တွေ့ခဲ့လို့ကျွန်တော်ပြောတာလေဥဟန်တာမြေပြောပြီလေ NUG နဲ့ NLD လုံးဝမပတ်သက်ဘူးလို့ပြောတယ်လေအဲ့ဒါကျွန်တော်ရေးပြီးတဲ့ post ခင်ဗျားတို့ကျွန်တော်နေမှာ ဝင်ကြည့်လေ အဲ့ဒီ post ပြီးတော့မှဒါကျွန်တော်မျက်နှာချက်နော်ခင်ဗျအကုန်လုံးပါကင်းနဲ့ခင်းတဲ့မျက်နှာချက်မျိုးကျွန်တော်ကမအားလို့ဝင်မပြောတာအမှန်တော့ကျွန်တော်အရန်ဆောက်ရန်ညွန့်နေတာကဘလော့ကာတယောက်ကဗမာနိုင်ငံတစ်ခုလုံးကိုကိုးကွယ်ရမယ်မြန်မာနိုင်ငံရေးကြီးဆိုတာ ဟာတော်တော်ဆိုးတယ်ဗျာခင်ဗျားတို့တော်တော်ဆိုးတယ်အမေရိကန်နိုင်ငံမှာဘလော့ကာနိုင်ငံကြီးတဲ့ဝင်လာလို့မရဘူးဗျာဥရောပမှာလည်းမရှိဘူးဗျာအာဖရိကမှာလည်းမရှိဘူးဗျာဟုတ်လားရှိတာဗမာတနိုင်ငံပဲရှိတယ်ဒီမှာဆရာကိုရှာနေပြမပါနော်မြို့လိုက်ရေရွေးကောက်ပွဲအစံတော့ကျွန်တော်မြန်မာနိုင်ငံရေးပေါ်မှာပြောလဲမှုရှိတော့မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့နဲ့ပြတော့မှာပြောဆိုထားဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်တို့ဥဟန်တာမြေရဲ့ NLD နဲ့ အန်ယူဂျီတို့လုံးဝဆက်ဆံမှုမရှိဘူးဆိုတော့စကားဆိုတော့ကျွန်တော်ပို့လို့ရတွေ့တာပြီးတော့မှဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဝေဖန်တာမျိုးမျိုးလည်းကျွန်တော်ကြားရပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အားလုံးတည်ထားတဲ့အချိန်မှာဒီတော်လိုင်းမှာကျွန်တော်ရဲ့ဝေရန်သူဖြစ်တဲ့ Fisher Anderson ဆန်လက်ချုံရင်းမယ်ဆိုတော့မီတူမဆိုလက်တွဲကူညီလို့ရတယ်ဆိုတဲ့ကြောင့်ကျွန်တော်တည်ရတာပြီးတော့မှပီတူတေလုံးအနေနဲ့ဒီတော်လိုင်းမှာအမှန်တရားလိုချင်နေကြတဲ့ဘီရိုသားတွေမှာသမီးနဲ့ပေါ့နော်ဖူပေါင်းဆွေဖို့လူလာနေတယ်ဆိုတဲ့ကြောင့်လည်းကျွန်တော်ဒီကနေ့ထပ်ပြီးတော့မှပြောလိုပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အေအေအနေနဲ့ကြောက်ဖြူမျိုးကိုအပြေးတိုင်တင်ဖက်ရရှိပြီးပြီဆိုတာနဲ့တရုတ်ရဲ့မူဝါဒတွေနဲ့လမ်းစဉ်တွေဆိုရင်ပြောင်းလဲသွားမယ်ဆိုပြီးတော့နော်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဥဒန်းစုံနိုင်ဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တို့စပီရမချိလိုက်ရအောင်နော်။ကြောက်ဖြူကိုကြသွားပြီဆိုလို့ရှိရင်အေအေအနေနဲ့နော်စီရရအောင်ဘွဲတာမကပဲနဲ့နိုင်ငံရေးရပါရှစ်တလန်းတက်နိုင်တဲ့အနေထားကိုရောက်ရှိသွားလိမ့်မယ်လို့ကျွန်တော်ယူဆပါ။ဒါပေမဲ့ AA ဟာကြောက်ဖြူကိုသိမ့်ပိုက်လိုက်နိုင်ရုံနဲ့ နိုင်ငံတကာအသိမှတ်ပြီးကျွန်တော်တို့တဆင့်တိုးရရှိလာလိမ့်မယ်ကျွန်တော်ကမမျှော်လင့်ပါကျွန်တော်မျှော်လင့်တာတော့ဗာလဲဆိုတော့ကြောက်ဖြူကမရေကျွန်းကိုထိန်းချောင်းနိုင်တဲ့အနေထားရှိလို့ရှိရင်တရုတ်အနေနဲ့အေးနဲ့ဆွေးနွေးဆက်ဆံတဲ့နေရာမှာပုံသဏ္ဍာန်ပြောင်းသွားလိမ့်မယ်နောက်တစ်ခုကအဲ့ဒီတည်းပိုတိုးပြီးတော့စစ်ကောင်စီဟာသူ့ရဲ့အကျိုးစီးပွားတွေကိုတာဝန်ယူနိုင်တဲ့အခြေအနေမရှိဘူးဆိုတော့အမြင်တရုတ်မှာပိုးပြီးတော့ ဟိုအားကောင်းလာနေမှာအဲ့ဒါဆိုလို့ရှိရင်အေနဲ့ပတ်သက်လို့ရောဒီဗမာပြည်မှာခုဖြစ်နေတဲ့နေဦးဒေါ်လာရင်းနဲ့ပတ်သက်လို့ရောပြောအနေနဲ့ပေသိခေါ်အောင်မချင်ဒီပေါ့ဗျပြန်လဲပြီးစဉ်းစားမယ်အနေထားတရတီတော့ရောက်ရှိလာနိုင်တယ်လို့ကျွန်တော်ကတော့မျှော်လင့်ဒါပေမဲ့အေကအာရခကျွန်တော်တိုင်းပြည်အာရခလမ်းစဉ်အဲစသည်အဖြစ်နော်အဲ့ဒီအနေထားတွေကိုနိုင်ငံတကာကနေပြီးတော့အသိမှတ်ပြုပြီးတော့ ဆက်ဆံလာတဲ့အနေအထားတီတော့ရောက်ရှိမယ်လို့မထင်တဲ့အကြောင်းကျွန်တော်ပြောတာ။ဒါတော့ဗောနော်ဦးတန်းစိုးနိုင်နဲ့ပြီးတော့မှကြော့ဖင်မျိုးကိုပြည်သက်တိမ်ပတ်ရရှိပြီးတာနဲ့နိုင်ငံတကာရဲ့အမြင်တွေဆိုတော့အေပေါ်မှာပြောင်းလဲသွားမှာမဟုတ်ဘဲနဲ့တစ်ဖက်မှာတရုတ်ရဲ့ဗောနော်မော်ဒါတွေနဲ့တို့တို့တော်လိုင်းပေါ်မှာတို့တို့ထားရှိတဲ့ဒီခိုင်ရွှေချွတ်ရဆိုတော့ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။အထူးသဖြင့်ရခိုင်ပြည်မှာရှိနေတဲ့တရုတ်ရဲ့အကျိုးစီးပွားတွေမှာတမရဆိုတော့တို့အေကနေပြီးတော့မှထိန်းချုပ်သွားတော့မှာပြီးတော့မှဒါကို တေးအောင်နေနဲ့ပေါ့နော် AA နဲ့ဘယ်လိုမျိုး contribution တောင်းမလဲဆိုတော့ကျွန်တော်ဆောင်ချက်ပါပဲဖြစ်ပါတယ်အခုဆိုရင်ကြောက်ဖြစ်မျိုးကိုတင်ပရရရှိနိုင်ဖို့အခြေအနေတော်တော်ကောင်းနေတာပြီးတော့မှစစ်ကောင်စီရဲ့စစ်တိုင်းဦးစီးမှုအဖွဲ့အလိုမျိုးဟာတွေကိုတောင်းမှအရှင်ဖမ်းမိရတာကိုကျွန်တော်တို့ကြည့်ချင်အဖြစ် AES ဆိုရည်တွေနဲ့ပေါ့နော်သူတို့ရဲ့လာရဆိုရင်ကျတို့အကောင့်ဘက်ကိုရွေးနေတယ်ဆိုတော့လည်းထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမချော်မြမြနေပြီးတော့မှမြောက်လိုင်းရဲ့ဝတ်တောက်ရင်တွေကိုအကြောင်းမရှိဖမ်းဆီးမဲ့ဆိုတဲ့စီမံချက်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးဝေဖန်ပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဲအဲ့ဒီမှာအဲ့ဒီမှာနောက်ကိစ္စတစ်ခုကတော့ဒုတိယကိစ္စတစ်ခုအတူတူပြောပါမယ်အဲ့ဒါကတော့မနှက်ဖြန်ဆိုရင်လိုင်စင်မဲ့ရင်တွေကိုဖမ်းမယ်ဆိုပြီးတော့ဒါတိုင်းနဲ့ပြည်နယ်တည်တည်မှာစပြီးချင်းချင်းတွေစပြီးတုံးနေပြီဆိုတော့လိုင်စင်မဲ့ရင်တွေဖမ်းမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့အဆိုးရရဲ့မူဝါဒကောင်းပါတယ်လိုင်စင်မဲ့ရင်ဖမ်းကိုဖမ်းရမှာဒါပေမဲ့လိုင်စင်မဲ့ရင်တွေကိုဖမ်းပြီးတော့ တန်ကြီးဆောင်ခိုင်းပြီးတော့တန်ကြီးတကြီးမှာပေါ့အဲ့တစည်းစာပြန်ဆောင်ခိုင်းပြီးတော့တကယ်တန်ကြီးအစ်စစ်သားဆောင်ခိုင်းပြီးတော့နော် တကယ်တရားဝင် license ပြောက်အသွင်ပြောင်းပြတာပူတံမှုရှိမတော်ဘူးလားလို့ကျွန်တော်တို့တွေးချင်တယ်ဘာလို့ဆိုတော့ဖမ်းပြီးပါလို့မှာလေပြည်စီတွေအစိုးရနေတမှုရှောင်လုပ်တင်တာပေါ့နော်ဖမ်းပြီးပါလို့မှာလေအဲ့ပြည်စီတွေဖမ်းပြီးတော့လူကိုဖမ်းမှာလားပြည်စီပြည်စီတိတ်သိပြည်စီပါလို့မှာချိန်တိုင်းပြောတော့ license ကိုဖမ်းတယ်ဆိုပြီးတော့ license မဲ့တွေကိုဖမ်းတယ်ဆိုပြီးရင်တံပိုးရှင်အောင်လုပ်တင်နေတဲ့ကိုယူလို့ပါတယ်မဟုတ်ရင်လုပ်ငန်းရှင်တွေ sorry တွေဟိုဖမ်းတဲ့အောက်ကအောက်ခြေဖမ်းတဲ့ဖွဲ့တွေပြပတ်စံရှာတဲ့ ဝင်ဝေးရလိုက်တခုပွဲတော်ကြီးဖြစ်သွားရင်တော့ဒုက္ခပဲဆိုတော့လူကြီးတွေဆန်ဆန်သာရောက်ကုန်ပြီနော်ဟာတော့မဖမ်းလို့ပြတော့မပါဘူးဒါပေမဲ့ဒီဟာကိုအကျိုးရှိအောင်ဘယ်လိုမျိုးစဉ်းစားရင်ကောင်းမလဲဆိုတော့လောက်အဖို့တင်ပါတယ်ပြောရင်တော့ပတ်စံပြရှာတယ်ဒီလမ်းယူတင်တယ်ဒီကနေပတ်စံပြရှာတတ်ဖို့စဉ်းစားတင်တယ်နိုင်ငံတော်ပတ်စံရဖို့အကုန်ပါရဖို့အဲ့ဒါမှဟိုလိုင်စင်မဲ့တွေစီးထားတဲ့လူတွေလည်းစိတ်အေးချမ်းသာတဲ့နေရာမှာဖြစ်ပြီးတော့ဟိုနော်ပွဲတော်ကြီးမဖြစ်ပါဘူးဆိုတော့နောက်ဆိုရင်လိုင်စင်မဲ့တွေဝင်မလာအောင်ဖြစ်ပါဘူးပြီးတော့နောက်ကကျွန်တော်စဉ်းစားကြည့်ပြ సైకిల్ လိုင်စင်ဖမ်းမယ်လေ సైకిల్ အယောင်ဆိုင်တွေကိုကျွန်တော်ဘာမှမပြော సైకిల్ လိုင်စင်ဖမ်းမယ် సైకిల్ လိုင်စင်မဲ့ဖမ်းမယ်ဒါပေမဲ့ సైకిల్ ရောင်းနေဆိုင်တွေကိုကျွန်တော်ဘာမှမပြော စိုက်ကယ်ရောင်းနေတဲ့စိုက်ကယ်က license လူတယောက်စိုက်ကယ်လာဝယ်အဲ့စိုက်ကယ်ကို license ရှောက်ပြီးမှရောင်းတာမျိုးလုပ်ရမှာစိုက်ကယ်ရလောက်စိုက်ကယ်ဆိုင်ရလောက်ပါဥပမာဆိုကြပါစို့ဗျာကျွန်တော်ကစိုက်ကယ်ရောင်းတဲ့ဆိုင်ဆိုပါစို့ကျွန်တော်ရှိရစိုက်ကယ်ကိုတော့ license နဲ့စိုက်ကယ်ရရှိနေရမယ် license ရှိပြီးသားရရှိနေရမယ်အဲ့ license ရှိပြီးတော့မှနမူနာပဲ license စိုက် license ရှိမှအဲ့ license နဲ့ဒီလိုရောင်းရအောင်ရောင်းတော့မှဒီလိုကအဲ့ license နဲ့တူဝယ်သွားမှာအဲ့တော့မှ तू က license ရှိတဲ့ဆိုင်ပြမှာဟုတ်စိုက်ကယ်ရဆိုင်တွေကဘာလို့လဲဆိုတော့ license ရှိတယ်အဲ့လိုဆိုတော့မကောင်းဘူးဒါကြောင့်အစိုးရအနေနဲ့တရားလေးတစ်ခုအမိန့်ထုတ်ပြန်ပြီးအောက်မှာပွဲတော်ကြီးဖြစ်မသွားဘူးငွေရှာတဲ့ပွဲတော်ကြီးဖြစ်မသွားဘူးအတွက် အနာတကလေးလိုက်ပါနော်ဟိုရွှေစေုံရွှေကုတ်တာမျိုးလေးကုတ်ပါစေုံရွှေကုတ်တယ်မျိုးအနာကုတ်ပြီးတော့လှအောင်လုပ်ပါလို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါကတော့သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြောတာကျွန်မများတော့ပါနော်မြောက်လိုင်းရဲ့လိုရဆွန်တာအဲ့လိုမျိုးအယူကြီးပန်းတွေရှော့လို့နေပြီဆိုပြီးတော့မှဝူဟန်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်အလုံးတည်ထားတဲ့အချိန်မှာသူတို့အနေနဲ့ဒီလိုမျိုးအထက်ကနေပြတော့မှဥပဒေအမျိုးမျိုးချမှတ်နေပြီမဲ့အောက်ခြေမှာဆွန်တော့လိုစားခွင့်နေတဲ့ကောင်းနေတာပြတော့မှ ကျွန်တော်ပြည်သူတွေဆီကနေပြီးတော့မှဒီလိုမျိုးချမ်ပီယံလန်အနေနဲ့ဓမြတိုက်ငွေကြေးတောင်းရနေတာပဲဖြစ်ပါတယ်။ဒါကိုကြည့်ချင်အဖြစ်မြို့လယ်စစ်တပ်အနေနဲ့ဒီဓမြတတာစင်တာရှိတော့တာပြည်သူတွေပေါ်မှာနိုင်တဲ့စီးနှင်းလို့ပြောမှာဟုဆိုရယ်ဓမြတိုက်မှုတွေအထိပေါ်တင်လှုပ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တို့တပီတော်မှာတွေ့ရပဲဖြစ်ပါတယ်။ဒါကိုဘောမရီကော်ဒန်ရနေပြီးတော့ပေါ့နော်။ဝေဖန်ပြောဆိုလာကြတာပြည်သူတွေမှာအခုလိုမျိုးနိုင်စင်မဲ့ရင်တွေကိုအကြောင်းမရှိဖမ်းပြီးတော့မှသူတို့ကိုရောင်းချပေးနေတဲ့စင်တွေကိုကြောက်တော့လွတ်ထားတဲ့မြို့လယ်နဲ့သူတို့ဖွဲ့တွေရဲ့ နေစင်းစားဖို့စင်းစမ်းနေရတော့တို့တို့နားမလဲတော့ဘူးဆိုတဲ့အကြောင်းတွေပါတက်ပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီပေါ်မှာကြော်မြင့်မြတ်စကားနဲ့ပတ်သက်ပြီးတော့မှအပေးကြီးရှုနေကြတဲ့မြဘပြည်သူတွေကလည်းပြီးတော့မှလည်းကိုယ့်ရဲ့မိလေးတွေကိုချိန်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးသောင်းဆိုပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ပူးတူမနေပြီးတော့မှဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အေအေတို့ရဲ့ပေါ့နော်စစ်ဆန်ရေးအကြောင်းမြို့နယ်တို့စစ်တပ်အနေနဲ့ခုဆိုရင်မြုံမုံကျိုးနေရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုမျိုးခြေကွက်လာမြန်နေလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ဘင်္ဂလားဒေ့ရှ်နိုင်ငံက၁၇လဖြစ်နေတယ်။လက်ရှိမှာဘင်္ဂလားဒေ့ရှ်ရဲ့အင်အားအကြီးဆုံးသောအမျိုးသားရေးပါတီအတိုက်ခံအမျိုးသားရေးပါတီနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့စစ်အုပ်ကြီးချုပ်ကိုယ်တိုင်ကလက်ရှိဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ကိုသူတို့တတိပေးပြောဆိုထားတာရှိရတဲ့အတွက်ဒီကိစ္စပေါ်မှာဆက်ပြီးတော့ကျွန်တော်တို့ နာဆာကအစိုးရ state actor ကိုဖယ်ပြီးတော့အေးအေးလိုနန်း state actor နဲ့ဘင်္ဂလားဒေ့ရှ်ကစပြီးဆက်သွယ်နေမယ်ဆိုရင်အမေရိကန်နဲ့တရုတ်ရဲ့အပြိုင်ပွဲမှာပုံပြီးတော့ဝင်ပါနေမယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်မှာစစ်တပ်ကအာဏာထပြီးတိမ့်လိုက်တဲ့အထိနိုင်ငံရေးအပြောင်းအလဲရဖြစ်နိုင်တယ်စစ်တပ်ကအာဏာထသိမ်းရင်သိမ်းမသိမ်းလို့ရှိရင်လက်ရှိဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ယာယီဆိုးရကောင်းဆောင်ယူလို့ဂျာဒူးကနေပြီးတော့သူ့ကိုယ်တိုင်နှုတ်ထွက်ရလောက်တဲ့အထိနော်ဒုတိယဂျပန်ကဒုတိယရှင်ဆိုခါပေးလို့မျိုး နှုတ်ထွက်ရတော့တဲ့အထိအပြောင်းလေးတွေဖြစ်နိုင်ပါတယ်။နေဆက်ရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ထပ်ပြီးသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့အခုပြီးခဲ့တဲ့နေဆက်ရေးနေကထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့နေဆက်မှာကင်းဆောင်ရင်းနဲ့နေဆက်ပိုင်းနဲ့အငင်းပွားမှုဖြစ်ပြီးတော့ပြန်လည်ပြတ်ခတ်မှုဖြစ်တယ်။အခုနဲ့ဆက်ရှိနေတာဖြစ်သွားတယ်နော်ထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့အပြန်လည်ပြက်ကတ်မှုတွေဖြစ်ပြီးတော့လက်ရှိမှာကမ္ဘောဒီးယားဘက်ကလည်းစစ်တပ်တွေဖျက်ချထားတယ်ထိုင်းဘက်ကလည်းပဲအဲ့ဒီနေဆက်စီးမြင်းမှာစစ်အင်အားဖျက်ချပြီးတော့နှစ်ဖက်စစ်ပြိုင်ပြီးတော့ဆက်ဆံထားတဲ့အနေအထားမှာရှိပါတယ် ကမ်ဘောဒီးယားနဲ့ထိုင်းနဲ့နယ်စပ်အငင်းပွားမှုဖြစ်ပြီးတော့နယ်စပ်မှာပြင်ခတ်မှုဖြစ်တယ်လက်ရှိမှာနှစ်ဖက်ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိတယ်ဆိုတော့ကျမတို့ကလက်ရှိမှာကဘာကြီးကူမြောင်ကြည့်မယ်ဆိုရင်ကျမတို့အိမ်နီးချင်းအနီးနားမှာတဲ့နယ်စပ်အငင်းပွားမှုပြဿနာကြီးအင်မပိုင်းကြီးကျယ်နေတာဖြစ်တဲ့အတွက်ကျမတို့ကမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်ဒါပေမဲ့မိဖက်မိသားစုကအဲ့ဒီလိုမျိုးတင်းမျိုးခုံးွက်ထားတယ်ခုံးွက်ထားပြီးသူတို့ကပြောတယ်လေအာထိုင်းမြန်မာနယ်စပ်မှာကိဟိမှာစစ်တပ်စခန်းတွေကိုဘယ်လိုတိုက်လိုက်တယ်ဆိုတာလောက်ကိုသူတို့ကဝါဒဖြန့်ကြတာ ပြောရမှာပဲလေနော်အဲ့လိုမျိုးတော့ကျွန်တော်တော်လန်ရေးရေးပေါ်တွေကနေပြီးတော့မှ discount စကားနေကိုတင်ပရရှိတယ်ဆိုတာတော့တရင်ထူပဲပြီးတော့မှအဓိကအနေနဲ့တော့ကျွန်တော်ပြီးတွင်းမှာပြပေါ်နေတဲ့တော်လန်ရေးတရင်တွေအရဆိုတော့ကျွန်တော် initial နိုင်ငံတွေရဲ့တရင်တွေထပ်ပို့ပြီးတော့မှအရေးကြီးတယ်ဆိုတော့လည်းသူတို့ကိုယ်တိုင်တည်ထားတာဒါပေမဲ့ခုဆိုရင် water plan ပြောဆိုမှုတွေလုံးဆောင်နေတာပြီးတော့မှ Bangladesh အစိုးရအနေနဲ့အေနဲ့တာဒီလိုမျိုးဆက်လက်ပြီးတော့မှ စစ်ဆန်နေဦးမယ်ဆိုတော့သူတို့နိုင်ငံမှာပဲပေါ့နော်အာနာထသိန်းတဲ့ဒီကိစ္စမျိုးတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့တောင်ပိုင်းတိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေခွေပြေဝပြေနဲ့ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးပြီးတော့မှလက်နက်ချအညာခံပြီးတော့သူတို့စခန်းတွေတခုပြီးတခုပါနေတာကိုဒီဘောမတွေကနေပြီးတော့မှမတိချိုးချွန်ပြပြီးတော့မှခုဆိုရင်ဒီလိုမျိုးပေါ်ပန်းလေးစတွေတရင်တွေလီးဆဲပြီးတော့မှပြောဆိုနေတာပဲဖြစ်ပါတယ်ပုသူမှာတော့ကျတို့တောင်ပိုင်းတိုင်းမှာပေါ့နော်ခရင်တော်လိုင်းရဲ့ဖွဲ့စည်းတွေရဲ့ဒီကြောင်ရောက်လာတဲ့စစ်စွိုင်းတွေကိုကြောင်နေပုံရပြီးတော့မှခုဆိုရင်သူ့အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ဒီလိုမျိုးကိစ္စတွေကိုလုံးဝပေါ့နော်ထိန်ချန်ထားပြီးတော့မှဘာမှလုံးနိုင်စွမ်းမရှိတော့ဘူးဆိုတော့လည်းပြတ်သားနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဥချောင်းနေပြီးတော့မှတိုင်းဘက်ကိုထပ်ပြနေတဲ့စကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါ့နော်အောက်ခြေကဘောမအယောက်ကတွေကိုဘယ်လိုမျိုးဆုံးမပြတ်ဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဘင်းတို့လိုအာဘောင်အာရင်တန်တန်နဲ့ကလိန်ကချစ်လုပ်ပြီးပြောတာမဟုတ်ဘူးနော်ငါတို့ကလက်တွေ့နဲ့ခြားပြတာဟွန်း အဲ့ဟောင်းမင်းတို့ဖက်စစ်အာနာရှင်ဒီစစ်ခွေးဘလူတွေပါပြတယ်မင်းတို့အောက်ခြေကစစ်ခွေးတွေကိုအာဓမ္မတရားတော်တွေမသင်ပြပေးလိုက်ဘူးလားလုတ်ခွင့်မပေးဘူးလားအခုဒီကနေ့ငါပါဟိုဆိုလိုခြင်းလဲဆိုတာကမင်းတို့အဲ့စစ်ခွေးတွေစစ်ခွေးတွေနော်စစ်ခွေးတွေထိုင်းနိုင်ငံပွားပြီးတော့တရားထိုင်နေကြလိုက်ပါလို့လားအုပ်လိုက် တရားသွားထိုင်နေကြတယ်ဟုတ်လားတန်းစီပြီးတော့စောက်ရှက်တပြားသားမှမရှိတဲ့ကောင်ဟင်စောက်ရှက်ကိုတပြားသားမှမရှိတဲ့ကောင်ထိုင်တတော်ကဘာပြောလိုက်လဲဆိုတော့မင်းတို့မင်းတို့စောက်ရှက်ရှိတက်လို့ရှိရင်မင်းတို့လဲလီလိုက်လို့ရတယ်မင်းတို့စဉ်းစားကြည့်စမ်းကိုကပြောတာ တော်လိုင်းကြီးရဲဘော်တွေကိုမင်းတို့တိုက်လို့မနိုင်လို့ရှိရင်ပြန်ဆုတ်တော့ကွာဟမ်အခုတော့သူများနိုင်ငံတွေကိုဒုက္ခပေါ်ပေါ်ပေးတယ်မင်းတို့ဟမ်မနိုင်လို့ရှိရင်ဟောပဲကံပြေးဟမ်အဲ့ဒါဘာဆောက်ကြည့်လဲဟမ်ငါမသိလို့မေးကြည့်တာလို့ဘောမတွေဝင်ပြေးလို့ရတယ်အဲ့ဒါဘာဆောက်ကြည့်လဲဟမ်မင်းတို့မနိုင်တော့ဘူးဆိုရင်မင်းတို့ဘာလုပ်လဲဟမ်စခန်းကြီးခြံတာလက်နက်ကြီးခြံတာเนาะကိုလို့ယုံပြီး ကိုလို့ယုံပြေးတာကိုဌာနေကိုကိုပြန်ပြေးတာမဟုတ်ဘူးသူများနိုင်ငံတွေကိုဝင်ပြေးတာသူများဆောက်လို့ရှုပ်တယ်မေးလို့တွေရဲ့နော်သူများဆောက်လို့ရှုပ်တယ်မေးလို့တွေမင်းတို့ဆောက်ရှက်မရှိတိုင်းသူများနိုင်ငံအထိရောက်အောင်ဆောက်ရှက်လိုက်ခွဲတာမေးလို့အာနာရှင်ဖက်စစ်စစ်တပ်ရှင်းနေအောင်ငါပြောတာဒီမှာဦးကျော်အောင်နဲ့ဗီရမစစ်ကောင်စီတပ်ဖွဲ့တွေကိုပြပြနေနေနဲ့ဆုံးမပြတ်ဆိုထားတာပဲဖြစ်ပါတယ် ထွေပြလာတဲ့စကောင်စီတပ်ဖွဲ့တွေတော့မှထန်းစက်တက်ကနေပြီးတော့မှလောင်ရယ်ပြေတော့မှခုဆိုရင်သူတို့အနေနဲ့ဒီတိုင်းထွေပြနေကြတယ်ဆိုတဲ့ပုံစံမျိုးတွေထိပေါ့နော်အင်ဒီချင်းနိုင်ငံတွေနဲ့ပြီးတော့မှတိလာကြတာပဲဖြစ်ပါတယ်ဒါကိုမြွန့်လိုင်းတို့အိုးစုနဲ့နောက်ကွယ်နေပြီးတော့မှအားပေးလို့ဆုံနေကြတဲ့စစ်ဘောမှယူကတ်တွေကတော့တော်တော်လေးပျော်ပုံရနေတာပြီးတော့မှအောက်ချပါဆိုတော့စကောင်စီတပ်ဖွဲ့တွေဆိုရယ်ဒီလိုမျိုးထွေပြမှုတွေများနေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားသိရတာပဲဖြစ်ပါတယ်တောင်ပိုင်းတိုင်းမှာနေဆက်စည်းမြင့်တကြောမှာရှိတဲ့စကောင်စီစခန်းတွေဆိုတော့ တခုပြီးတခုကျွန်တော်တော်လိုင်းရေမော်ဒီကနေပြန်มาတင်ပိုက်နေတာမို့လို့မကြခင်မှာတော့ကျွန်တော်လည်းတောင်ပိုက်တိုင်းမှာရှိတဲ့စခွေကင်းစင်တဲ့ပေါ်တော့နည်းမြဖြစ်လာမဲ့အရေးရောင်နေလာခုဆိုမြင်နေရတာပဲဖြစ်ပါတယ်ဒီချိန်မှာတမိသားစုံနဲ့ကျန်တဲ့နေရာတီတီကအောက်ခြေသသားတွေနေနဲ့ကျွန်တော်တော်လိုင်းရေမော်ဒီထားမှာအလင်းဝင်ညံ့ခိုင်ပြီးတော့မှဒီတော်လိုင်းမှာပူပေါင်းလိုက်မယ်ဆိုတော့ပြည်သူတွေရဲ့ပေါ့နော်ချစ်ချင်းမေတ္တာကိုပြန်လဲပြတော့မှရရှိမယ်ပြင်ကျွန်တော်တို့ဖိနေပြီးတော့မှအသုံးချနေတဲ့စကွေးအာနာရှင်လူသစုတွေကိုလည်းပြန်ဆုံးဖြိုချနိုင်မယ်ဆိုတဲ့အကြောင်းတလောင်းပြောချင်တဲ့ ကျွန်တော်ဒီနေ့နေ့ခင်မတစ်ဖက်ဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ဝဖြစ်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှချင်တဲ့ပြေဆုံးပြီးတော့မှတာရဲ Channel နဲ့တိတိလေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုံးမကောင်းအောင်တောင်းပေးလိုက်ပါတယ်။